တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ်စေဒနာဝေဒနာဖြစ်မယ် တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်ရွေးမယ်တွက်စားထားတာနဲ့လက်တွေ့ကွာဟမယ်ရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ဝေချေးပေးယူကိစ္စတွေမှာအငင်းပွားစရာကြုံမယ်တပားသူကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးကြံ့ကြာခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ရန်နှောင့်ရှိတဲ့နဲ့ထိတ်တိုက်တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတိုးတက်မှုတွေကိုဖန်တီးရယူခြင်းကိုချုပ်တွေ့နိုင်တယ် 15ရက်နေ့မှာ ပြဿနာများတဲ့နေ့စိတ်နှောင့်ရှင်များတဲ့နေ့ဖြစ်တယ်16ရက်နေ့ကမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝကံတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းနေ့ရှိအဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဒီသွားစေတဲ့ရှိတတ်တဲ့မနေ့ကိုးနိုင်တဲ့စေတိုင်းခွဲတွင်သွားလာပြီးဆက်အမယ်ဆက်ခွန်ရက်နေ့ကတော့လူမျိုးခွဲအကျိုးပေးခြင်းပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်ခြင်းနေ့ရှိမယ် ဆက်ရှိရနေရငွေစုလိုက်ဝယ်မယ်မထင်မှန်ဖဲဒုစရအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနေရှိ19ရက်နေ့မှာအထင်မှားခံရတဲ့19ရက်နေ့မှာလူမျိုးခွဲချိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေးကြီးကလုပ်ငန်းကံကောင်းခြင်းချုံမယ်ဆက်ရှိရနေမှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ် 19ရက်နေ့မှာ မတော်တဆထိခိုက်မှန်ရဲ့ကြိုးစားရမယ်။မှန်နာနဲ့လက်တွေ့ကြွားမယ်။စိတ်နှောင့်ဆက်တွေများမယ်။20ရက်နေ့မှာပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်။ရံများမယ်။အတိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်။20ရက်နေ့မှာမတော်တဆထိခိုက်မှန်ရဲ့ကို အထူးပြုပြီးကြိုးစားရမယ်။ အနောက်ရက်ကိုဒီသွားစရာနေရှိတဲ့တဲ့နေတနိုင်ခွဲနဲ့၃နိုင်အတွင်းသွားလာကြည့်ဆက်ရမယ်။အဲ့ဒီ၂၀ရက်နေ့ကဒနာသီတိနဲ့ကဆန်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပ်ပွင့်စေခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိမယ်။ဒီကလာတော်တွင်မှာတနင်္လာနေ့သောက်ချာနေ့ဗုဒ္ဓနေ့ဝေသူတွေကို ကောင်းကျိုးပေးမယ် တနင်္ဂနွေနေ့ငါနေမွေးသူများကြောင့်စိန်အောင်ဆက်ဖြစ်မယ်ငါးခုကိုကနန်းနေအချိုးပြေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုအချိုးပြေးတဲ့အရောက်များဖြင့်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အဖြူရောင်ပတ်ဝန်းတို့ကိုဖျားကတ်လူခုစောပြီးတို့ရာဆုတောင်းပါကျေးဇူးတင်ပါတယ်